မင်္ဂလာပါရှင် ရှဲကွန်မီဒီယာကကြိုဆိုပါရစေ။ထောင်ချီမြို့နိုင်2025ခုနှစ်သက္ကရဝင်ဆောင်မေးပွဲသင်္ချာဘာသာရဲ့ဆက်လက်ဖြေဆိုတဲ့တရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းထောင်ချီမြို့နယ်ရှိစာစစ်ဌာန10ခုတွင်2025ခုနှစ်သက္ကရဝင်ဆောင်မေးပွဲသင်္ချာဘာသာရပ်ကိုမတ်လ19ရက်နနက်9:00နာရီကစာစစ်ဌာနများတွင်ကျောင်းသားကျောင်းသူများဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရပါရစေ။ အဆိုပါစာဆက်ဌာနများတွင်ဆောင်းမီပွဲဖြေဆိုနေမှုအားရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လူမှုရေးအဝန်ကြီးဦးမင်းမင်းလင်းနဲ့တာဝန်ရှိသူများကအမတ်တင်နဲ့နှင့်အခြေခံပညာထက်တန်းဆောင်အေတာယာတို့ လိုက်လံကြည့်ရှုခဲ့ကြပါတယ်။တောင်စီမြို့နယ်ရှိတစာဆက်ဌာန၁၀ခုတွင်2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်မီပွဲတင်ချပါသားရအားဖြေဆိုရာကျောင်းသားကျောင်းသူစီရင်ရှိကြား1494ဦး မ2963ဦးစုစုပေါင်း3959ဦးရှိပါတယ်ဖြေဆိုသူကြား1438ဦး မ2218ဦးစုစုပေါင်း3656ဦးဝင်ရောက်ဖြည့်ဆိုပြီးပြက်ကွက်သူ56ဦးမ45ဦးပြက်ကွက်သူစုစုပေါင်း100တဦးဖြည့်ဆိုသူ69.300ခန့်ကျန်အောင်ရှိကြောင်းသိရပါတယ်။မြို့နယ်တွင်ရှိစာစစ်ဌာနများမှာအမတ်တဲအခြေခံပညာထပ်တန်းကြောင်းအမတ်နဲ့အခြေခံပညာထပ်တန်းကြောင်းအမတ်3အခြေခံပညာထပ်တန်းကြောင်းအမတ်4အခြေခံပညာထပ်တန်းကြောင်းအမတ်5အခြေခံပညာထပ်တန်းကြောင်းအမတ်9အခြေခံပညာထပ်တန်းကြောင်းစာစစ်ဌာနတို့ အမှတ်1နဲ့အခြေခံပညာထပ်တန်းကျောင်းအေးတာရအခြေခံပညာထပ်တန်းကျောင်းရွှေညောင်နဲ့အခြေခံပညာထပ်တန်းကျောင်းတောင်းနေနိုင်တင်ချပါသားရက်ကိုကျောင်းသားကျောင်းသူများဖြည့်ဆို့လျက်ရှိကြောင်းမြို့နယ်ပညာရေးမှုရုံးမှ သိရှိရပါတယ်ရှင်